မင်္ဂလာပါရှင်ရှင်ရီရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ချစ်စစ်ပွဲအောင်မြမယူစံတီအတင်းကိုနိုင်ငံတော်ယာယီသမ္မတကခုံပြူငွေချက်3000ချီမြင့်တဲ့သတင်းဖြစ်ပါတယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌပို့ချုပ်မှုကြီးမြင့်အောင်လိုက်သည်2026ခုနှစ်အာရှဗလာခြေစပွဲရူဆမ်တီမြူသားဘောလုံးပြိုင်ပွဲတွင်ခြေစပွဲအောင်မြင်ခဲ့တဲ့မြန်မာရူဆမ်တီမြူသားဘောလုံးတင်အားဂုဏ်ပြုချီးမြှင့်ငွေ7000ကိုချီးမြှင့်ကြောင်းသိရပါတယ်။နိုဝင်ဘာ30ရက်ညနေ4နာရီကရှင်ပြိုင်နေ2026ခုနှစ်အာရှဗလာခြေစပွဲရူဆမ်တီမြူသားဘောလုံးပြိုင်ပွဲတွင်မြန်မာနှင့်ဆီးရီးယားတို့တစ်ဖက်နှစ်ခုစီတည်ကြခဲ့ပြီးမြန်မာအသင်းအနေဖြင့် sorry နိုင်ငံတွင် င်ကျင်းပမယ်ယူ70 Asian Cup ပြိုင်ပွဲသို့တွားရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ CDM မြန်မာပွဲစဉ်တွင်မြန်မာအသင်းဘက်မှအင်ဂျီတန်ကပွဲချိန်10မိနစ်နဲ့အန်တူပိုင်ကပွဲချိန်34မိနစ်တွင်ဂိုးများသွင်းယူခဲ့ပါတယ်။ CDM အသင်းကနောက်ကျဂိုးများဖြင့်ပြန်လည်ချိန်ပါခဲ့တော့လဲတဖက်နှစ်ကူးစီတီဖြစ်လာခြင်းနဲ့ကြပါတယ်။မြန်မာအသင်းပါဝင်တဲ့အုပ်စုကြီးတွင်မြန်မာ၊ဆီးရီးယား၊အိုမန်၊အာဖဂန်နစ္စတန်၊နီဘောတို့ပါဝင်ခဲ့ပြီးမြန်မာအသင်းသည်လေးပွဲကစား၃ပွဲနိုင်တပွဲသရေရလည်းဖြင့်ရှုံးမဲ့မရှိဘဲခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာအသင်းရင်အခုပွဲကို ပြည်သူများပြားကကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြောင်းသိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တန်လင်းနဲ့တာဂီတာတအားပေးဆဲဦးများမှတအားပမာဏ900မဂါဝက်ထိတုံးမြင့်ထုတ်လုပ်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ကျောက်တန်းမြို့နယ်ရှိတိလဝစိတ်ကံတွင်စိုက်ကပ်ထားတဲ့တဘာဝဓာတ်ငွေရီတူလောင်သွင်းပေါ် floating storage unit FSU တဘာဝတံခွေရီကိုတံခွေပြန်လည်ပြုလုပ်တဲ့ဆက်ယုံ Regasification Unit နဲ့တန်လင်း200 MW ထအားပေးဆက်ယုံတာဂီတာမြူနယ်ရှိတာဂီတာ300 MW ထအားပေးဆက်ယုံတို့မှတအားစမ်းသပ်မောင်းနေနေမှုကိုလက်စစွမ်းဝင်ကြီးဌာနပြည်အောင်စစ်ဝင်ကြီးဦးညံထုံးကနိုဝင်ဘာ29ရက်တွင်ကြီးရှိစစ်ဆေးကတအားပေးဆက်ယုံများမှတမတ်ထအားပမာဏပြည့်မီအောင်ထုတ်လုပ်နိုင်ရေးလေလွင့်မှုနယ်ပါစေရန်တအားပေးဆက်များစဉ်ဆက်မပြတ်မောင်းနေရေးနဲ့ဆက်စွမ်းရေးကောင်းမွန်စေရေးအလေးထားဆောင်ရွက်ရန်တို့ကိုပြည်အောင်စစ်ဝင်ကြီးကမှကြားကြောင်းသိရပါသည် အဲ့ဒီနောက်တိလဝစေကန်းတွင် FSU စက္ကထာရှိမှုထူလောင်ထားတဲ့ LNG ဓာတ်ငွေ့ရေကိုပိုက်လိုင်းများဖြင့်ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောဆက်ယုံ regasification unit တို့ပေးပို့နေမှု အလန်ချီကိုတဘာဝတံခွေပြန်လည်ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးတာဂိတ300မဂါဝက်တအားပိစေုံနဲ့တအားထိန်ချုပ်ခန်းနဲ့တအားပိစေဝင်တွင်တအားပိစက်များစမ်းသပ်ပေါင်းနေနေမှုကိုကြည့်ရှုစစ်ဆေးပါတယ်။ LNG တဘာဝတံခွေရေတူလောင်တင်မော်သည်နိုဝင်ဘာ15ရက်တွင်တီလိုဝါစေကန်းသူစက်ကထားခြင်းဖြစ်ပြီးပြည်ပမှ LNG တင်သွင်းလာတဲ့ပထမဆုံး LNG တင်မော်သည်နိုဝင်ဘာ19ရက်ကတီလိုဝါစေကန်းသူရောက်ရှိစက်ကခေက တဘာဝချက်ငွေရေး LNG များဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပါတယ်အဆိုပါစီမံကိန်းမှ2025ခုနှစ်ဒီဇင်ဘာလများတွင်ကနေဦးထားပမာဏ100မဂါဝက်မှ200မဂါဝက်ထိထုတ်လုပ်နိုင်ရည်ဂျူပန်ဆောင်ရည်ရှိပြီးစုစုပေါင်းတအားပမာဏ900မဂါဝက်ထိတိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်